တယ်ရရအဲ့ဒီကလေးကစနေကလေးကတော့ဘယ်လိုဖြစ်လဲ။ဟုတ်ကဲ့။အဲ့ဒါအဲ့ဒါဆိုစပကမှာအချက်နဲ့ပုံမိတ်ချင်းလာတဲ့အတွက်ဘာကလဲ။နိုင်ငံကတော့ဒီပြည်သားကြီးကိုလုံးဝကျွန်တော်ကချက်လက်လိုက်တာတွေချက်လက်ထက်သွင်းတာတွေကပြင်ပြပါပူပါတယ်ရေးချုပ်ပါ။ကတ်တူလေးရမှာတော့ အဲ့ဒါကအောက်ချမ်းလို့ နစ်အနီးရာဟိပိသူများ၏ကိုရေးချက်လက်များဖြစ်စေတည်သူရဲ့ပိုင်းကရှင်းလင်းပြပြခွင့်ပြုပါယူနီအန်ဒီရရှိပြီးသူများစစ်ဆေးတည်ပြုခြင်းအပိုင်းနှစ်ပိုင်းအပြင်စစ်ဆေးတည်ပြုနိုင်ပါတယ်အပိုင်းတစ်ကတော့ယူနီအန်ဒီဆောင်ရွက်မှာပါရှိတဲ့ QR code ပါလကောင်းယူနီထုတ်ပေးထားတဲ့ဘာကိုပါလကောင်းတင်ပြပါဒုတိယဘာကိုစကနာပြင်ဖတ်ရှုပြီးတိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်မှန်ကန်မှာအကာအကံရှိကိုရေးချက်လက်အားစစ်ဆေးတွေ့ရှိရမည်

ဖြစ်သွားမှာတော့ဒီ reservation ရဲ့ reservation process ကိုတော့ဘယ်လိုလဲဆိုတော့လက်ရှိတာရဲ့အချက်လက်တွေကိုဒီ reservation နဲ့အဆိုင်စင်တော့ပေါ့။ဒီ reservation ကိုပန်းနေချစ်တော့ဆုံး။ဒါပေမဲ့ဒီဘုံဘုံဘုံနဲ့အားရမှာပေါ့။ က်စည်းတဲ့ခါမှာပြီးအောင်ဆုံးနိုင်အောင်ဆုံးဖြစ်တယ်။လဲအောင်ဒီမှာအမှုထပ်ခွဲထားပါတယ်။ release နဲ့ release ပါ။ release မှာအပုံဖားရင်းချင်းလုံးနဲ့ပုံဖားရင်းချင်းနိုင်ငံမဲ့ဖားရင်းချင်းအမီဖားရင်းချင်းအပုံနဲ့ဖားရင်းချင်းတို့ဒီ release မှာပါတဲ့လူတွေကိုကျွန်တော်တို့ကဒီနိုင်ငံဘုံပိုင်းဘုံပြည်ခင်ဗျားကိုအကြောင်းကြားပြီးတော့အကောင့်ခွင့်ရတဲ့လူတွေအချမ်းလောက်ကတော့ဘာမှပြင်ဆင်မှုလွယ်တယ်အကြောင်းကြားပါဘူး။လက်ရှိမှာတော့ဝေဆောင်မှုတစ်ခါတည်းဆက်ရေးပါပါတယ်။တော့ကထူးထူးထားချင်းရှိရဖို့လုပ်နေတယ်။ဒီဆုံးရေးဆက်ပေးပြ ရုပ်သိမ်းထားတဲ့နံပါတ်တွေပေါင်းတာ Black list မှာရှိတဲ့အကောင့်တွေကိုလည်းဗန်စီခွင့်နိုင်ရေးဖုန်းနံပါတ်နဲ့ရှိနေတယ်ဆိုတော့အဲဒါလောက်ကမျိုးနေရောတော့စစ်ဆေးဖို့အတွက်ဝန်ထမ်းငယ်ဝူဘန်နေပြီးတော့ဒါမျိုးအောင်ကြောင်းကြပြီးတော့ဆက်နေတယ်လို့လည်းဒီပြီးတော့ပေါ့ဗျာဆိုတော့အလုပ်မှန်ကနေဝန်ထမ်းစားပြီးတော့ဗန်စီခွင့်နံပါတ်ဖြစ်ကြအောင်ဒီရဲ့ဒီစနစ်ကနေပြီးတော့ဝန်ထမ်းငယ်ဝူဘန်တောင်းကြအောင်ဝူဘန်နေစစ်ပိုင်းကတောင်းကြပြီးတော့နောက်ဆုံးပြည့်တဲ့ဆက်ပါဗျာ ောက်ကြာမယ်အဲ့ဒါတော့ပြန်ချိတ်ပြီးတော့တော်တော်များတော့ပြီတော်တော်များပြီတယ်ပြန်လာဘာလို့လဲတော့ဘုံမတို့ပြောင်းနေတယ်တော့ဘုံမတို့စင်ပြီးတဲ့တန်းနဲ့ချိန်ဆက်ပြီးပြန်ချိတ်ပြီးတော့ပြန်ကြောက်တဲ့ဒီတော့ကြာအဲ့ဒါအဲ့ချိတ်ဟဲ့ဒီနေ့တော့တော့ချစ်ပြီ။ဒီ PN ဆိုတော့မိုင်းပေါ်ပုံချူကန်စနစ်မှာဟုတ်ကဲ့။ဒီကြောင်ပါလို့ရှိရင်ဒီကုန်ပါလေ။အဲ့ဆက်ပါ။အဲ့ဒါအဲ့ဒါပြတ်တယ်။ဒီကြောင်ပါလေ။ခေါ်လိုက်ချင်းရတယ်။ဟုတ်ကဲ့။ဒီမှာတော့ လွန်မှာတင်းထားပြီးလက်ဝယ်ရာတွေမင်းနာသူတွေထည့်တယ်ထပ်မတက်ဖို့ဆိုပြီးတော့အဲ့တော့ပို့ပြီးတော့လုံလုံမျိုးပို့ပို့မှန်ကန်သွားပါတယ်ဒါနဲ့ process ပါဘူးဒါဗန်ဒီစစ်ကိုပြန်ရအောင်ပြောရမှာကျွန်တော်တို့ကိစ္စနဲ့တက်ဆိုင်စီးရဲ့ခါ ဝန်ဒီစဒုံးမျိုးစုပေါင်းစဒုံးကတော့ငါးတင်ရတယ်ဒီလစ်မှာတော့ဝန်ဒက်စမှာဒီလင်းလာတယ်လေဒီလစ်မှာတော့တုံးညို့ဖြစ်တာဆိုတော့ဒီနေ့ကျတော့သူ့ယူစစ်ကောင်ချီချီစဒုံးစင်းပါစဘောဒါမဝါလိပြစတိရတယ်ဘူလိတစကုန်ရတယ်လည်းမင်းတချို့မှာရတယ်ဟုတ်ကဲ့ဒီနေ့ကဘာချက်လဲဘူလိကအဲ့တော့ငါလေးရတယ်ပြပြရောက်ဆောင်ဖို့ ်ပြရစီရေရေအရေးအရေးကြီးလို့ရပြီမှာပြောရင်ချိမဲ့ကလေးတော့ဒါအဲ့ဒီမနေ့ကတော့ထဲလာမှဆိုတော့ကျွန်တော်တို့အနေနဲ့နေပြီးတော့ပြေဖို့တူပြေဖို့ပါ။အခုဒီတော့မောင်ရဲ့အချက်လက်တွေဆိုရင်တော့ဒီလောက်ကိုဒီပေးချင်တယ်ခုပဲ။ဒီနေ့ရအောင်ကမှာအခုတန်ပြေးမှုလို့။အဲ့ဒီစက်ကြော်မှာတော့ကြာ။ Thank you. လာနေတယ်ဒီစားပတ်မှာလဲစက်တွေမှာလဲဆိုတော့အတော့ပြည့်တယ်ဒီဘက်ကိုလိုပြီးတော့အခုအဲ့ဒါလေးစက်ကတော့ပေါ့ဒီဘက်မှာတော့အင်းစက်ပြီးတော့အင်းစင်ပါလေအစင်ပေါင်းများစွာရှော့ချတယ်ဟုတ်လေဘယ်လုံးငယ်စနစ်ရဲ့လုံခြုံမှုနဲ့မြန်မာနိုင်ငံတော်ပဟုကံရဲ့ digital ပြောင်းလဲရေးလမ်းစဉ်ကိုလည်းထိထိရောက်ရောက်တိုးတက်စေပါလေတခုတည်းသောမှတ်ပုံတွေတခုတည်းသောနိုင်ငံ အွန်လိုင်းငွေပေးခြင်းကိုပြင်ပကြည့်ကြည့်အသုံးပြုတာကြားချင်ပါ EKYC ကဗန်နှင့် Mobile Wallet အသုံးပြုသူတွေအတွက်ချက်ချင်းအကောင့်ခွင့်ပေါ်အချိန်နဲ့တည်းမီ ID စီးပွားကိုတန်တရားဖြစ်စွာလှုံ့ဆော်မှုတွေအလို့အမအတွက်ခြေရခံစောင့်ခြင်းပါကိုရေးအချက်အလက်အတူဖန်တီးခြင်းကိုပိုင်အချက်အလက်ခိုးယူခံရခြင်းတို့ကိုကာကွယ်ပေးနိုင်တဲ့အတွက်ဒီပညာနဲ့လိန်လေမှုတွေကိုတားဆီးပေးနိုင်ပါတယ်တမယိုးကြလုပ်ငန်းစဉ်တွေကအဆင့်ပုံတွေကိုရှော့ချနိုင်ပြီး အချင်းတူအတွင်းပြီးစင်းနိုင်တော့ဈေးစကားကိုလည်း short ချပေးနိုင်တော့ကက်စတမာတွေအတွက်လည်းဘန်စနစ်ကို mobile app web ဘန်ကွဲအဲလန်းချောင်းကနေဆို လွယ်လွယ်ကူကူအသုံးပြုနိုင်ပြီးအချက်အလက်တွေကိုချက်ချင်းအတည်ပြုစစ်ဆေးနိုင်လို့24နာရီခုနှစ်ရက်ပတ်လုံးအချိန်မီအကောင့်ကိုအသုံးပြုနိုင်ပါတယ်။ဒါကြောင့် EKYC စနစ်ဟာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ရှင်းမှန်းချက်ဖြစ်တဲ့ကြီးလက်နဲ့ဝေးလံခေါင်တည်တဲ့ဒေတာတွေ ရွှေပြောင်းအလုတ်သမားတွေနဲ့ဘန်းစနစ်ကိုမထိတွေ့ဘူးသူတွေပါပေါင်ဝင်အသုံးပြုနေတဲ့ digital စနစ်ဖြစ်ပါတယ်။ဒါဆို EKYC ကဘန်းစနစ်နဲ့အလုတ်ချိဆက်အလုတ်လုပ် customer ကသူ့ရဲ့ ID နံပါတ်ကိုထည့်သွင်းနေတာ BMS ကနေရရှိထားတဲ့အချက်အလက်တွေကိုဘဟုဘန်မတစ်စင်ဘဟု EID database နဲ့အတီးပြုစစ်ဆေးတဲ့အခါအချက်အလက်မှန်ကန်ပြီဆိုရင်အတီးပြုချက်ရရှိပြီးအကောင့်ဖွင့်တဲ့လုပ်ငန်းစဉ်ကို ်အန်ကဆက်လက်ဆောင်ရွက်ပေးပါတယ်။အချက်အလက်တွေလွှဲချွန်နေမယ်ဆိုရင်တော့လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ customer ကိုယ်တိုင်စစ်ဆေးပြုနေရမှာဖြစ်ပြီးအမှန်တကယ်မရှိတဲ့အချက်အလက်မျိုးမတင်ငါပွင့်မှားယွင်းမှုမျိုးကို စစ်ဆေးတွေးရှိရမယ်ဆိုရင်လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ customer ကိုယ်တိုင်တွားရောက်ဖြေရှင်းရမှာဖြစ်ပါတယ်။ BMS data ကိုမကြမီအချိန်အတွင်းမှာ biometric နည်းပညာကိုသုံးပြီးကိုယ်ရေးအချက်အလက်စစ်ဆေးနိုင်ဖို့ပြုပြင်ပြီး စနစ်လုံခြုံရေးကိုပုံမှန်အားဖြည့်နိုင်လာမှာဖြစ်ပါတယ်။ EKYC စနစ်ကဘန်ဒာရေးအဖွဲ့အစည်းအားလုံးမှာတခုတည်းသော KYC စီစစ်အတည်ပြုမှုဖြစ်လာတဲ့အခါမှာအချက်အလက်အတူအယောင်တွေအချက်အလက်ထက်နေတာမျိုးတွေကိုချက်ချင်းစီစစ်သိရှိနိုင်ပြီးကဏ္ဍပေါင်းစုံဘန်ဆက်သွယ်ရေးအာမခံအစိုးရရဲ့အပြည့်အလန့်ပူးပေါင်းဆောင်ရွက်နိုင် EKYC စနစ်ကဝင်ကြီးလိမ်လည်မှုတွေကိုနိုင်ငံတော်အဆင့်တားဆီးရေးအတွက် ecosystem တစ်ခုဖြစ်တာကြောင့်မြန်မာနိုင်ငံတော်ဘဟုဘဏ်ပုဂ္ဂလိကဘဏ်တွေနဲ့အဖွဲ့အစည်းတွေအားလုံးကိုတစုတစည်းတွေပူးပေါင်းဆောင်ရွက်နိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ EKYC စနစ်ကိုအတူတကွလက်တွဲအသုံးပြုပြီးအစိုးရရောပြည်သူပါယုံကြည်အားထားရတဲ့ digital ဘဏ္ဍာရေးကိစ္စစနစ်ကို အတူတကွတည်ဆောက်လိုက်ပါ။ယုံကြည်မှုတည်ဆောက်ပါ။ဖွံ့ဖြိုးတိုးတက်မှုအားပေးပါ။ မင်းခုရွာလေးတရာကိုရောက်နေပါလေဒီရွာလေးကလေအရင်ကတားရတာပဲပြီးတော့စိုင်တိုင်းလို့လို့မှလည်း MMG ကတန်းနေကိုတွေ့ရတယ်မိမာတော့ mobile wallet မရှိသေးဘူးကြုံတော့ဆက်စုကြည့်လိုက်ရအောင်ဒီ MMG ကပါလေဘလို့လောက်ရတာလဲရှင်ဟိုမိမာမရှိလို့ mobile wallet လေးတစ်ခုလောက်ရှိကျင်လားဩဒါကကျွန်တော်ကူညီပေးလို့ရပါတယ်ဘန်ကောက်တွေမူပန်းကိုဘယ်တော့မှမဖြစ်ရဘူး လေလံမှုတွေငွေကြေးခေါ်ဝါချမ်းမှုတွေဘိုးဘန်းနဲ့မြင်လို့စိတ်စိတ်ပြီးပြီးစိတ်ပြီးအောင်ဆောင်ရွက်ပေးနိုင်နေပြီဆိုတော့အရင်လိုစိတ်ဝင်စွာမလို့တော့ဘောနိုင်ငံသားတစ်ယောက်ပါတခုတည်းသောမပုံမင်းရှိရကြအောင်အခုလိုမျိုးအေးရိုက်ပြီးဘယ်လိုမှထွက်နေတေချာလေးစနေကြဝေစာလောက်လိုက်မယ်ဆိုရင်ဘယ်လိုကောင်းတာလဲ